1909ခုနှစ်ဝင်းကျင်ကရန်ကုန်ကောလိပ်တန်ထွန်းသောက်ဟောင်းကုံတဲ့ကိုဦးကြီးကျေးဇူးကြောင့်1914ခုအေဗီလာတွင် ထုတ်ဝေသောရန်ကုန်ကောလိပ်မဂ္ဂဇင်းတအုပ်ရပါသည်ထိုမဂ္ဂဇင်းမှာ6လတကြိမ်ထုတ်၍အမှတ်1ကို1913ခုစက်တင်ဘာလတွင်ထုတ်ခဲ့ရက ကျွန်တော်လက်သို့ရောက်လာသောစာဆောင်သည် အမှတ်1ဖြစ်ကြောင်းသိရပါသည်1တောင်းသာအဟောင်းတဲ့မိတ်ဆက်ပေးရန်2လက်ရှိကြောင်းသားဘဝတရုတ်ဖို့ရန်နှင့်3 လူငယ်တို့စိတ်သက်တွင် တိုင်းပြည်တာဝန်အရေးကြီးပုံထင်မြင်စေရန်ဟူသောရည်ရွယ်ချက်ရှိကြောင်းတွေ့ရပါသည်ရည်ရွယ်ချက်အမှတ်၃ကိုထိုစဉ်ကကောလိပ်ကျောင်းဦးကြီးမစ္စတာမက်သီယူးဟန်တာကမဂဇင်းအမှတ်၁မှာပင်ထင်ရှားအောင်ရေးခဲ့သည်ဟုသိရသည်ဟန်တာ၏ဆိုမှာတိုင်းပြည်လူငယ်တို့၏စိတ်၌မိမိကိုယ်ကျိုးတဲ့တိုင်းပြည်အကျိုးထမ်းဆောင်ရမည်တာဝန်ကြီးသည်ဟုဆွေမြေထားပေမည်မိမိဘယ်ဘဝရောက်ရောက်ရောက်ရဘဝပတ်ဝန်းကျင်မိတ္တဟာတို့ တာယာရွှင်လန်းအောင်ဖန်တီး၍ပေးရမည်။ယင်းတို့လက်တွေ့လှုပ်ခြင်းသည် စာမျက်နှာအများဖြုံး၍တောင်းပါရေးခြင်းနှင့်လူစုလျက်လေကုံခံ၍တရားဟောခြင်းထက်အရာရောက်၏။တရားဟောကောင်းလျင်နားထောင်ရကောင်းသည်ကမှန်၏။သို့တော့ဆွေမျက်နှာယူမှတ်သားကြမည်မဟုတ်ချေ။ဆိုလိုရင်းမှာရန်ကုန်ကောလိပ်ကျောင်းထွက် လူငယ်တိုင်းသည်မိမိကိစ္စထက်တိုင်းပြည်တော်ဝန်ကကြီး၍မိမိထမ်းဆောင်ရာလုပ်ငန်းတာဝန်နှင့်အကျုံးဝင်သော လူအများ၏ကောင်းကျိုးကို လက်တွေ့လုပ်ပြခြင်းဖြင့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်မှဟုအင်္ဂလိပ်မျိုးသားကျောင်းကြီးကမြမမျိုးသားတပည့်များကိုမှားလိုက်သည်။ကျောင်းမဆရာကတပည့်ကိုဝန်တန်းစိတ်သွင်ပေးခြင်းဖြစ်၏။ဓာတ်ရိုက်မဟုတ်တော့လည်းမျိုးချစ်စိတ်တစ်မျိုးကိုအစားဖော်၍ပေးနေခြင်းဖြစ်သည်ဟုယူဆနိုင်ပါသည်။ယင်းသို့အင်္ဂလိပ်မျိုးသားကအစားဖော်ပေးသောအစွန်းကိုနင်း၍တရုတ်မျိုးသားကျောင်းသားဟောင်းတော့စိန်ကိုကမျိုးချစ်စိတ်အကြောင်းကိုမဂ္ဂဇင်းအမှတ်1တွင်ရေးသားပါတော့သည်။ တော်စင်ကိုတီတို့ခါကပင်ကြောက်သဝင်ဖြစ်လဲရှိပါသည်။ចောင်းသားဟောင်းဝင်မင်းကចောင်းသားတက်များကိုမျိုးချစ်စိတ်မွေးပါဟုဆုံးမ၏။ဝင်မင်းကမျိုးချစ်စိတ်ကိုဘွားအောင်မြင်မှုဟု၍အမိပေးပါသည်။မျိုးချစ်စိတ်ဟုသည်ကိုဂျိုးမဖတ်သည့်យោသားဖြောင်းမတ်တီကြည်ခြင်းပင်ဖြစ်သည်ဟုချုပ်အားဖြင့်ဆိုပါသည်။ထိုသူမျိုးသည်ဘွား၌မောချအောင်မြင်သည်ဟုဝင်မင်းယုံကြည်၏။ထို့ကြောင့်ကိုဂျိုးမဖတ်ခြင်းပင် မိမိဘဝအောင်မြင်ကြောင်း၏အခြေခံဖြစ်ပါသည်ဟုဝင်းမင်းကစကားသန်းဆိုလိုက်ခြင်းဖြစ်ပါသည်ကိုကျိုးမငဲသူသည်လက်မသာဂတိမလိုက်အကြော်သောမလို့သို့တော်ထိုသူမျိုးကို လုတ်ဖော့ကိုင်ပံများကလေးသား၏ယိုသိကြီးညို၏တမာတိကြီးသူဟု၍ထိတ်တန်းသူပို့ကြ၏ယင်းနည်းဖြင့်မိမိလည်းကြီးမြင့်လာနိုင်သည်မိမိနှင့်ကြုံဘူးသူတိုင်းစိတ်ချမ်းသာ၍အမျိုးကိုစောင်းရှောက်ရလေရောက်၏ ကိုကျိုးမဖတ်တော်လဲသရင်ချုပ်၌ကိုကျိုးမရုပ်ဟုဆိုလိုသည်ဤသို့အောင်မြင်လာသူကိုကဘာသူကဘာသားကရှခိုးသည်ဟုဆိုပါသည်ကဘာရာဇဝင်ဆိုသည်မှာလဲထိုသူတို့ဤအထုပ်ပတ္တိဘောင်ချုပ်ပင်ဖြစ်၏နိုင်ငံတစ်ခုဤတက်ကြမှာလဲထိုနိုင်ငံတွင်နေသူတို့ဤအမှန်အမှားပေါ်တွင်တည်နေပါသည် အများကိုအမှန်တရားမြင်အောင်စုဆုံးမရန်ခေါင်းဆောင်ကောင်းလဲလို၏ထိုခေါင်းဆောင်ကငါညီတို့ပင် ဖြစ်နိုင်ပါ၏ဟု ဝင်မင်းကကောလိပ်ကျောင်းသားတို့ကို ပြောပါသည် အောင်မြင်ရန်လမ်းမှန်ကိုလည်းမြမနီးညွန်းသေး၏အနန္တတန္တငါးပါးနှင့်တကွတိုင်းပြည်အုပ်ချုပ်သောမင်းကိုလေးစားရ၏ဗြမစုတရား၄ပါးတိလငါးပါးမြဲရ၏အမျက်သောမှန်နှင့်လောပုပ္ပတနာကိုထင်းရ၏သဒ္ဒနာဥပဒေတိုင်းပြည်ဥပဒေတို့ကိုလိုက်နာတောင်းရရ၏ထို့ပြင်အများပြည်သူသန္နာကိုမဆန့်ကျင်ရမိမိစွမ်းအားထက်ပို့သောဝင်ကိုမထမ်းရ ူငယ်တို့လက်တွေ့လိုက်နာရန်အချက်ကြီး9ချက်ရှိသည်ဟုဖော်ပြသေး၏ရင်းတို့က1မိမိကိုယ်ကိုကြမ်းမအောင်နေပါ2ကိုကြိုးစွန့်သောမျိုးကျစိတ်မွေးပါ3မိမိကိုယ်ကိုထိမ့်သိမ့်နိုင်အောင်စိတ်မွေးပါ4အုပ်ချုပ်သူကိုလေးစားပါ၅တာဒနာဥပဒေတိုင်းပြည်ဥပဒေနှမျိုးလုံးကိုလိုက်နာပါ၆မိသားစုအိမ်နီးချင်းအပေါင်းဖော့အားလုံးပေါ်၌ချစ်ခင်ကျင်နာ၍တာဝန်တိတိသက်သာရှိရှိဆက်ဆံပါ၇ ခွန်မိမိရထားသောခွင့်ရေးကိုသုံး၍လက်အောက်ငယ်သားကိုဖိစီးနှိပ်ဆက်ခြင်းအဂရိလိုက်ခြင်းတို့ကိုရှောင်ပါဤမြပြင်ကြောက်စဝင်တော်စိန်ကိုကကောလိပ်ကြောင့်မှညီငယ်တို့ကိုနီးပေးဆုံးမ၏ဘဝတွင်အောင်မြင်ရန်မိမိကိုယ်ကိုထိမ့်သိမ့်၍မျိုးချစ်စိတ်ရှိရမည်မျိုးချစ်စိတ်သို့ဒီမှာလည်းလူကြည်မိပါကိုယုတ်တည်၍မိမိနှင့်ဆက်ဆံသူတို့ကိုကျင်နာစိတ်ဖြင့်ကုညီခြင်းမင်ဖြစ်ကြောင်းချုပ်အားဖြင့်ဆုံးမပါသည ထို့သုံးမချက်များက1900ခုနှစ်ဝန်းကျင်ကရန်ကုန်ကောလိပ်တွင်ထွန်းပသောမျိုးချစ်စိတ်ရောင်ကြီးပင်ဖြစ်ပါသည်မျိုးချစ်စိတ်နှင့်နိုင်ငံခြားသားမုံတီစိတ်တူတူဖြစ်သည့်ဟူသောပြင်းထန်သောမျိုးချစ်စိတ်မဟုတ်ကြောင်းသတိပြုရသည်ဆိုဝါမဂဇင်း၌ပင်ငွေပေါင်း8600ခန့်အကုန်ခံ၍ထိုခေတ်အမြင်အကြီးကျက်သောလောကရပညာတက်ဆန်းယုံကြီးစောက်လုပ်ပြီးကြောင်းစီရင်ခံသာပါသည်ထိုခေတ်ကပင်မြန်မာလူငယ်ကောလိပ်ကျောင်းသားတို့ကိုလောကရပညာသင်ရန်အထူးအားပေးလျက်ရှိကြောင်းသိရ၏ ကျောင်းသားတို့ကလည်းအလွန်အားတန့်၍လောကရပညာတွင်စိတ်ပါဝင်စားသည်ဟုဖော်ပြ၏။ကောလိပ်ကျောင်းဆောင်ကို1900ပြည့်တွင်စောက်ပြီးသည့်နောက်ယခုအကျဉ်အထူးတိုးချဲ့ခြင်းပင်ဖြစ်သည်။ကောလိပ်ကျောင်းတွင် လောကရပညာကိုဤမြရေးပေးခြင်းကခေအောင်းတွင်အိမ်မောကြားလျက်ရှိသောမြမကိုအတင်းလှုံ့နှိုးခြင်းတစ်မျိုးဖြစ်ပါသည်။ထိုခေတ်ကကောလိပ်မှုတန်းစည်းရင်းကိုကြည့်ရင်လည်း ဒါရုပေတာပညာယူပပေတာပညာကိုအလေးပေးတာကြောင့်တွေ့နိုင်၏အမှုဒန်းစင်းကကျောင်းအုပ် am hunter အင်္ဂလိပ်ဘာသာနှင့်ရာဇဝင်ပါမောက်က adk အင်္ဂလိပ်ဘာသာပါမောက်က gh loss အင်္ဂလိပ်ဘာသာပါမောက်က tz dependent ဒါရုပေတာပါမောက်က a balas ယူပပေတာပါမောက်က km word တဘာဝတ္တပေတာပါမောက်က GRT ROS တင်ချာပါမောက်က KPD ပါဠိပါမောက်က C Duraiser အလုတ်တင်ပါဠိပါမောက်က Mountain တင်ချာကတိက NCKR ဓာရုပေတာကတိကမောင်ပဥပဒေကတိကကြီး TFR McDonald ဥပဒေကတိကငယ်ဥခင်ဓာရုပေရာနီးပြားဆက်ရာမောင်ဘိုးချူအလုတ်တင်ပါဠိကတိကဧကစင်ဓာရုပေရာတဆန်းယုံ လက်ထောက်ဂျီနစ်ခေါ်လတ်နှင့်မောင်ပါစီ ယူပါပေတာဓာတ်ဆန်းရုံလက်ထောင်းနဲ့အကျိုးဆောင်စာကြည့်တိုက်မူ VJ သွန်နဲ့စင်ဆောင်မှုမောင်ပပင်မဆောင်မောင်ပလိုင်းဖျားလန်းဆောင်မောင်ပစီစခန်းရိတ်တာဆောင်ဂျင်းနစ်ကောလတ်လမ်းမတော်ဆောင်ဆရေးစောဖိုးဆန်စီပန်ဘူအစိုးရစရင်အရာအင်္ဂလိပ်ဘာသာရာဇဝင်ဓာတုပေတာယူပါပေတာတပါဝတ္တပေတာ သင်္ချာပါဠိဥပဒေဟူ၍ဘာသာရှင်းမျိုးသာရှိ၏ထို့တွင်အင်္ဂလိပ်ဘာသာကို လူတိုင်းသင်ရလျက်ဥပဒေကိုဝိဇ္ဇတန်အောင်ပြီးမှသာသင်နိုင်သောကြောင့်ယင်းနှမျိုးကိုပယ်လိုက်လျင်ចောင်းသားများရွေးချယ်၍ယူနိုင်သည့်ဘာသာ၆မျိုးရှိ၏ထို့၆မျိုး၌ဝိဇ္ဇဗတ်ဆိုင်ရာဘာသာ၃မျိုး သိပ္ပံဗတ်ဆိုင်ရာဘာသာ၃မျိုးဇာတုရှိနေကြောင်းတွေ့ရပါသည် သိပ္ပံဗတ်ယူများသည်ဟုလည်းဆိုပါသည်သို့မဟုတ်ယခုခေတ်အမြင်ဖြင့်စံတော် ဓာတုပေဒသင်္ချာနှင့်ပါဠိတွဲယူ၍ယူသူများကြောင်းမှတ်သားရပါသည်ကောလိမဂဇင်းတွင်ဆရာနှင့်ចောင်းသားတို့၏ចောင်းစာမှအလွတ်ဖြစ်သောသကရေလူချင်းပြေးခုန်ကစားခြင်းစသောအကြောင်းများကိုဆက်လက်ဖော်ပြသဖြင့်ထိုခေတ်ចောင်းသားဆက်ရာဆက်ဆက်ရေးနှင့်တကားចောင်းသားများကိုမိတို့ပုံစံသွင်းပေးနေကြောင်းကဲခတ်နိုင်ပါသည်မြို့သားလွတ်မြောက်ရေးနှင့်ပါလီမန်ဒီမိုကရေစီရေးကိုမြန်မာចောင်းသားများနားလည်လာအောင်နှင်းနှင်းမှန်မှန် တင်ကြားပေးလို့ဟန်ရှိသည်ဟုဆိုကြမှာသည်ကောလိပ်ကျောင်းသားဦးရေမှာ1908ခုနှစ်တွင်142ယောက်မှ1913ခုနှစ်တွင်438ယောက်အထိတိုးတက်လာပါသည်ဟုဝန်ပန်းတက်တာဖော်ပြသည်ကျောင်းသားအများမျက်စိလည်၍တခါတခေါက်ကောလိပ်ကိုပြန်ရောက်လာလျင်တိုးတက်သောစောင့်အုံများကြောင့်ကျောင်းကြီးကိုပင်မှတ်မိတော်မူမဟုတ်ဆိုပါသည်ရခင်ကအိမ်မက်မြပင်မမတ်ဘူးသောလျှက်စစ်တံမီးကို ယခုကောလိပ်တွင်ထွန်းညိသားသည်ဖြင့်ထိမ့်ထိမ့်လင်းလျက်ရှိပါပြီခေဟောင်းကုံ၍ခေတ္တရောက်ဒီမှာထင်ရှားပင်ဖြစ်တော်သည်စာမေဝဲနီး၍စာကြက်နေကြပါပြီသို့တော့မနေ့ပြန်ဖြေရမည်ညကြမှာစာကြက်သောចောင်းသားလည်းများဟန်တူပါသည်ဤရမတ်သားပွဲတစ်ချက်တရသည်မှာမဂဇင်းအယ်ဒီတာမြည်သူဟုရှာမတွေ့ပါကចောင်းသားအားလုံးစာမောဝဲအောင်ပါစေဟုစုမတောင်းလိုပါအဘဲចောင်းဆိုသောလူပြင်းကိုအာမတ်ပေးအလုတ်လုတ်မှအောင်ဆိုးရဟုသော ဆိုယိုဇကာထွန်ကားသိလို့သောကြောင့်ဖြစ်သည်ဟုဆိုလိုက်ပါသည်ကစားခုံသားဘက်တွင်ဘောလုံးပွဲဂိုက်တရ220 440 680ပြေးပွဲများသုံးချောင်းထောက်ပြေးပွဲတန်းခုံပြေးပွဲကျောင်းသားဟောင်းပြေးပွဲလက်ဆင့်ကန်ပြေးပွဲဘောလုံးပြစ်ပွဲတန်လုံးပြစ်ပွဲအလျားခုံပွဲအမြင့်ခုံပွဲဒုတ်ထောက်ခုံပွဲခရစ်ကတ်ဘောလုံးပွဲနှင့်ချင်းလုံးပွဲတို့ရှိပါသည်ဤတွင်နောက်တိုင်းကစားနည်းနှင့်တကွ မြမချင်းလုံးရှင်းပြိုင်လဲရှိကြောင်းတတိပြုသင့်သည်စင်စစ်မြမရိုရာချင်းလုံးကိုခတ်မိဟုဇွဲတတိရှိသောမြမလူငယ်ကထိုခေတ်ကောလိတ်တွင်လူတို့လူဆန်သို့မဟုတ် လူစွမ်းကောင်းဖြစ်သည်ဟုဆိုကြမှာသည်တန်နစ်ဘောရိုက်ပွဲလဲရှိ၏ဘောရိုက်ပွဲတွင်ကျောင်းကြီးကအဆင့်တန်းမမြင့်သေးကြောင်းဖော်ထုတ်ပြောဆို၍ရင်းတို့ပြခြင်းမှာလူတော်လူကောင်းတို့ကလေ့ကျင့်နေ၍ လူညံ့များကကွင်းထဲကမထွက်တမ်းအခြားလူကိုနေရဖဲ့၍မပေးဘဲစောနေသောကြောင့်ဖြစ်သည်ဟုဆိုပါသည်။အများကျိုးကိုရည်၍စိန်ကျွန်းသူနာပြုအသင်းကကောလိပ်တွင်လာရောက်ကအိမ်တွင်ကြမ်းမတန့်ရှင်းနှင့်သူနာချက်ချင်းပြုစုနေတင်တန်းများဖွင့်ကြောင်းတွေ့ရသေး၏။တင်တန်းနှမျိုးတွင်ပထမဖြစ်သောအိမ်တွင်ကြမ်းမတန့်ရှင်းတင်တန်းတွင်တက်ရောက်သူများ၍သူနာချက်ချင်းပြုစုနေတင်တန်း၌ဖွင့်စားတာလူများလျက် တပြေးပြေးလူလျော့နေသွားတဲ့ပြင်တင်ကြားသူဆရာဝန်များအထူးစိတ်မကောင်းဖြစ်ကြသည်ဟုသိရသည်တင်နန်းပြီးတွင်သာမဝဲလုံ၍အောင်လက်မှတ်များပေးသည်ဤတင်နန်းများမှလည်းကိုကျိုးစွန့်၍သူတထူးကိုကိုညီတတ်အောင်ပညာပေးနေခြင်းပင်ဖြစ်ပါသည် ထိုကိစ္စရများ၏မျိုးမြင့်ကြီးခြင်းပင်ဖြစ်၏မျိုးချစ်စိတ်နိုးကြားရေးတွင်ခြေကံတမျိုးဖြစ်သောရန်ကုန်ကောလိပ်ဗုဒ္ဓဘာသာအသင်းကြောင့်ကိုလည်းသောဘာမဂဇင်းတွင်ဖတ်ရပါသည် အသင်စည်းဝေးမှတ်တမ်းများကထိုအသင်းနှင့်မျိုးချစ်စိတ်မြည်ရွေးမြည်များပတ်သက်ကြောင်းကိုဖော်ပြလျက်ရှိပါသည်1933ခုစက်တင်ဘာလ22ရက်နေ့စည်းဝေးတွင်ပညာဝင်ဦးမွန်ကလူငယ်များကိုအကြံပေးစကားပြောကြ၏အမျိုးဘာသာသာသနာတာဝန်များကိုမြန်မာလူငယ်တို့ မထေမဲ့မြင်မပြုရဟုဆိုပါသည်စက်တင်ဘာလ28ရက်နေ့တွင် ယူပပေတာပမောက်က KM Watt ကကောင်းသောအမှုကျင့်အကြောင်းကိုဟောပြောလျက် ចောင်းသားများမြင်မှန်ရသည်လို့သည်ဟုဆို၏ကံကံ၏အကျိုးကိုဥဖေက1933ခုနိုဝင်ဘာလ30ရက်နေ့တွင်ဟောပြောသည်ဥပဇာအောက်တန်းចောင်းသူမတ်ထားက1933ခုဒီဇင်ဘာလ14ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးတို့ပညာရေးကိုစာတမ်းရေးဖတ်သည်မြန်မာနိုင်ငံအောက်တန်းကျနေဒီမှာမျိုးသမီးပညာတတ်နေရဖြစ်သည်ဟုမတ်ထားကဆိုပါသည်ရင်းတို့မျိုးသမီးတအူးခေါင်းဆောင်ပြောကြားခြင်းမှာ ်ပထမဆုံးကျင့်ဖြစ်၍ရာဇဝင်တွေမှတ်တမ်းတင်ရမည်ကိစ္စတရက်ဖြစ်ကြောင်းစီဝေးတပါပတိဦးမေအောင်ကအမှတ်ချက်ချပါသည်ထောင်ကွာ34ခုဖေဖော်ဝါရီလ22ရက်နေ့တွင်ကျင်းပသောစီဝေး၌သောအရှင်းနေဦးထွန်းဝင်းကចောင်းသားလူငယ်တို့အကြောင်းဟောပြောရာတွင်နိုင်ငံအပေါ်၌ပညာတတ်လူငယ်တို့ထားရှိအပ်သောတာဝန်များကိုဆွေးနွေးသည်ပေးသက်ထဲမှចောင်းသားများလည်းပါဝင်ဆွေးနွေးကြ၏နှစ်ပတ်လည်စည်းဝေးကို1914ခုမတ်လ10ရက်နေ့၌ကျင်းပရာ ဖို့နေကတပါပတိအဖြစ်တောင်းရွက်သောကျောင်းကြီးမစ္စတာဟန်တာက ကုံဆုံးခဲ့သောနှစ်တွင်ဗုဒ္ဓဘာသာအသင်းကအလုပ်တွင်ကျဲကြောင်းကျောင်းသူတအူစာရန်ဖတ်တီကိုတည်ရ၍ဝန်တာအာရဖြစ်ကြောင်းဥပဒါအထက်တန်းကျောင်းသားတအူဖြစ်သောမောင်ဖားကြီးကမြမဘာသာနှင့်တွတ်တွတ်လက်လက်မြမဇတ်တပင်အကြောင်းဟောပြောတတ်ဖြင့်အထူးအားရမိကြောင်းဗုဒ္ဓဘာသာဝင်တို့ကလူများစုဖြစ်တော်လဲအခြားဘာသာဝင်တို့နှင့်တင့်တင့်ညီညွတ်စွာရှိစေလိုကြောင်းစတတ်ဖြင့်ပြောကြားပါသည် ဤတွင်စီဝေးတိုင်း၌အင်္ဂလိပ်လိုသာပြောမြဲဖြစ်ပြီးမြန်မာလိုရဲရဲဝံ့ဝံ့ပြောသူပေါ်လာခြင်းကိုဂုဏ်ယူတိုက်ကြောင်းအင်္ဂလိပ်မျိုးသားကတင်ပေးနေသည်ဟုဆိုကြပါသည်။ရန်ကုန်ကောလိပ်တွင်စာပေနှင့်သကားသစ်တို့ဘက်အသင်ရှိသည်။ပမောက်ကဂျေလူတို့အားပေးသည်။သကရေလူပွဲ၌လူချမ်းသာတဲ့သူစင်းရဲကပို့၍အာကုတ္တမှုများသည်။ဖျားပွဲလှုပ်တဲ့မလှုပ်တဲ့မြန်မာတို့ယခုတက်ပို့၍ကစားခုံစားမှုပြုတဲ့မတဲ့စသောအကြောင်းအရာများကို တပတ်တစ်မျိုးပြော၏ညင်းခုံညာသည်ယင်းသို့အခြေတင်ပြောကြရ၌အမျိုးသားကြီးပွားရေးကိုရှေ့တန်းတင့်၍ဆင်းရဲလာကြသည်ဤနည်းဖြင့်မျိုးချစ်စိတ်ကိုမွေးကြ၏အင်္ဂလိပ်စာများကလည်းပါလီမန်ဒီမိုကရေစီ၏အခြေခံသင်တန်းဖြစ်သည်ဟုကျေနပ်ကြသည်ကောလိပ်မဂ္ဂဇင်းတွင်ဆက်လက်၍ចောင်းသားများနှင့်ပတ်သက်သောဝမ်းတပွဲလက်ထပ်သတင်းများနှင့်ဝမ်းနည်းပွဲတည်ဆုံသည့်သတင်းများလည်းပါသည်ထို့ပြင်ဂုံယူပွဲဟူ၍ရန်ကုန်ကောလိပ်ចောင်းတွက်တို့យេតាထုတ်ဝေသော ကျန်းစင်ရင်ပါသည် ကျမ်းပြည်နှင့်ကျမ်းပြုဆရာများက မောင်တင်ဤခေါရကပါဠိဘာသာပြန်နှင့်တော်စိန်ခိုဤမြမကြောင့်တည်ကောင်းစရာပထမရဲဖြစ်ပါသည်နှစ်ပတ်လည်ညသာသာပွဲကို1914ခုမတ်လ9ရက်နေ့တွင်ကျင်းပရာပထမဦးဆုံးအင်္ဂလိပ်ဧကရာဇ်မင်းမြတ်ကျမ်းမာစေကြောင့်ဆုတောင်းရသည်ပြီးမှရန်ကုန်ကောလိပ်ကြီးဝါပါသည်ကိုဆုတောင်းသည်အားလုံးခြုံရွေးကြည်လျင်မြမလူငယ်တို့မျိုးချစ်စိတ်ရှိအောင်ရန်ကုန်ကောလိပ်ကအားပေးကြောင်းတွေ့ရပါမည် သို့သောထိုအခါကမျိုးချစ်စိတ်တွင်နိုင်ငံသားသားမုံတီးရေးမပါဟု၍ကောင်းစွာတည်တာကြောင့်ဒီပြုမိပါသည်တန်ထွန်း